မင်္ဂလာပါကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာထဲကဖျားသခင်နိုင်ငံတော်နဲ့တကူတော်အကြောင်းကိုဝင်ငှချင်ပါတယ်ကောရင်သူဩဝါဒစာပထမစာဆောင်ခန်းကြီး၄အငယ်20ထဲမှာဖျားသခင်နိုင်ငံတော်ဒီစကား၌မတီးပဲတကူ၌တီးကျွန်တော်တို့ဖျားသခင်နိုင်ငံတော်ဆိုတဲ့စကားလုံးကိုကြားလိုက်ရတဲ့အခါဘာကိုအရင်ဆုံးတွေးမိပါသလဲအများစုကဒါကိုကောင်းကင်ဘုံတည်ပြီးမှတွားမယ်နေရာတစ်ခုခုအဖြစ်ပဲမြင်ရောက်မိကြပါတယ် ီအကြောင်းအရာကိုရှင်းရှင်းလင်းလင်းနားလည်ဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်၏နိုင်ငံတော်ဆိုတာသခင်ယေရှုခရစ်တော်ကိုယ်တိုင်ဟောပြောခဲ့တဲ့အဓိကအကြောင်းအရာဖြစ်နေလို့ပါပဲ။ပြီးတော့ဒီဘုရားသခင်နိုင်ငံတော်အကြောင်းနားလည်ခြင်းဟာကျွန်တော်တို့ရဲ့တကိုးတော်နဲ့အမှုတော်ဆောင်ခြင်းအတွေ့မရှိမဖြစ် အရေးကြီးတဲ့အတွေ့အကြောင်းဖြစ်ပါတယ်။ဘုရားသခင်နိုင်ငံတော်ဆိုတာဘာလဲ။အဲ့ဒီနိုင်ငံတော်ဟာလောကထဲကိုဘာကြောင့်တကိုးတော်နဲ့ဝင်ရောက်လာရသလဲ။ ပထမဆုံးအတိတ်ပဲဖွင့်ဆိုချက်ကတော့နိုင်ငံတော်ဆိုတာနေရာကိုဆိုလိုတာမဟုတ်ပဲရှင်ဘင်းတပားရဲ့အုပ်ဆိုးခြင်းစိုးစံခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်နိုင်ငံတော်ဆိုတာဘုရားသခင်အုပ်ဆိုးခြင်းပါပဲ။ဒါကိုကျွန်တော်အပိုင်း၃ပိုင်းခွဲပြီးတော့ဖော်ပြသွားပါမယ်။ပထမအပိုင်းကတော့တမန်ကျမ်းစာမှာဘုရားသခင်နိုင်ငံတော်ကိုရှိနှစ်ပြီးခြင်းနဲ့ရောက်ရှိလာအောင်မယ်ဆိုပြီးတော့ကာလနှမျိုးနဲ့ဖော်ပြထားပါတယ်။ ပထမတစ်ချက်ကဘုရားသခင်ရဲ့နိုင်ငံတော်သည်ရှိနှစ်ပြီဖြစ်တယ်။သခင်ယေရှုဒီလောကကိုကြွလာခြင်းအဖြစ်ဘုရားသခင်နိုင်ငံတော်သည်ရောက်ရှိလာတယ်။ရှင်လုကာခန်းကြီး7အငယ်21မှာဖော်ပြထားပါတယ်။ရှင်မာကုခရစ်ဝင်ကျမ်းခန်းကြီး9အငယ်1မှာသခင်ယေရှုကငါအမှန်ဆိုသည်ကဘုရားသခင်နိုင်ငံတော်သည်တကိုးနဲ့တကွတီချောင်းကိုဤအရ၌ရှိတော်သူအချို့တို့သည် မမြင်မီတေခြင်းတို့မရောက်ရကြဟုမိန်တော်မူ၏ပန်တီကုတ်တီနေ့မှာတန်ရှင်သောဝိညာဉ်တော်တွန်လောင်းပြီးအသင်းတော်ကိုတကိုးအနှင်းလိုက်တဲ့အခါနိုင်ငံတော်ဟာတကိုးတော်နဲ့ကြွလာခဲ့ပါတယ်စာတန်ရဲ့အုပ်ဆိုးမှုကိုဖြိုချခြင်းဖြင့်စတင်ခဲ့ပြီးပါပြီဒုတိယအပိုင်းကနိုင်ငံတော်သည်ရောက်ရှိလာအောင်မယ်ဆိုလိုချင်တာကနိုင်ငံတော်ဟာယခုရှိနေနေပေမဲ့အပြည့်အစုံတော့မရောက်သေးပါဘူးသခင်ယေရှုဒုတိယအချိန်ပြန်ကြွလာပြီးမာနတ်ကိုအ ပိတ္တအနိုင်ယူတဲ့အခါမှသာနိုင်ငံတော်အပြည့်အဝတည်ထောင်မှာဖြစ်ပါတယ်ဒီတမန်တော်ကကျွန်တော်တို့ရဲ့လက်ရှိ အသက်တာအခြေအနေကိုရှင်းပြပေးပါတယ်။ဘာကြောင့်ကျွန်တော်တို့မှာစာရန်အပေါ်အောင်ပွဲခံတော်သူဖြစ်ပေမဲ့သူနဲ့ဆက်လက်တိုက်ပွဲဝင်နေရသေးတာလဲ။ဘာကြောင့်လူတချို့အနာရောဂါငြိမ့်ပေမဲ့တချို့ဖျားနာနေစေ ဖြစ်ပြီးသေဆုံးသွားရတာလဲ။ဘာကြောင့်ကျွန်တော်တို့မှာနတ်ဆိုးတွေအပေါ်မှာအခွင့်အာဏာရှိပေမဲ့စာရန်က လောကကြီးရဲ့နေရာများစွာကို ဆက်လက်လွှမ်းမိုးနေသေးတာလေအဖြေကတော့ကျွန်တော်တို့ဟာရှင်းနေပြီးတော့နိုင်ငံတော်ရဲ့တကိုးနဲ့အသက်ရှင်နေပေမဲ့အပြည့်ဝမရောက်သေးတဲ့နိုင်ငံတော်ရဲ့နောက်ဆုံးအောင်ပွဲကိုစောင့်မျှော်နေရဆဲဖြစ်လို့ပါဒုတိယအပိုင်းကတော့သခင်ယေရှုကဖျားသခင်နိုင်ငံတော်တည်တည်လူနီးပြီလို့ကြေညာခဲ့တယ်ဒီကြေညာချက်ဟာတာမန်မဟုတ်ပါဘူးဖျားသခင်နိုင်ငံတော်ကြွလာခြင်းဟာပဏိပခတ်ကိုဖြစ်စေပါ ဆိုလိုတာကဒီလောကကိုမတရားအုပ်စိုးလူယူထားတဲ့စာရန်ရှိနေပါတယ်။ဘုရားသခင်ရဲ့နိုင်ငံတော်ဟာဘုရားသခင်ပိုင်ဆိုင်တဲ့အရာကိုပြန်လဲသိမ့်ပိုက်ဖို့တကောအာနာနဲ့ရှေ့ဆက်ချီတက်လာပါတယ်။ဒါကြောင့်နိုင်ငံတော်နှစ်ခုထိတ်တိုက်တွေ့ပြီးပြင်းထန်တဲ့ဝိညာဉ်ရေးရာစစ်ပွဲဖြစ်ပွားရတာပါ။ဒုတိယချက်ကဘုရားသခင်ရဲ့နိုင်ငံတော်ကြွလာခြင်းဟာတကောနဲ့ဖြစ်ရတယ်။ ဒီဝိညာဉ်ရာစစ်ပွဲကြောင့်နိုင်ငံတော်ဟာရင်ရင်ကျိကျိတောင်းပန်ပြီးဝင်လာတာမျိုးမဟုတ်ပါဘူးရှင်ဘောလူပြောခဲ့သလိုပဲဖျားသခင်နိုင်ငံတော်ဒီစကားအပြောတတ်တတ်မဟုတ်တကိုးဖြစ်၏သခင်ယေရှုကဒီအကြောင်းကိုရှင်မာသဲခရစ်ဝင်ကျမ်းခန်းကြီး7အငယ်28ကနေ29မှာ ရှင်းရှင်းလေးဥပမာပေးခဲ့တယ်။ငါသည်ဘုရားသခင်ဝိညာဉ်တော်ကိုအမိပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်သည်မှန်လေ။အကယ်စင်စစ်သင်တို့၌ဘုရားသခင်၏နိုင်ငံတော်တည်ချိန်ရောက်လေပြီ။ကိုတော်ကသူရဲလို့ခေါ်တဲ့စာနာကိုအရင်ဆုံးမချီနှောင်ဘဲနဲ့သူ့အိမ်ကပစ္စည်းတွေကိုဘယ်သူမှလူယူလို့မရဘူးလို့ပြောခဲ့တယ်။ဒါကြောင့်နှတ်ဆိုးတွေကိုနှင်ထုတ်ခြင်းအနာရောဂါတွေကိုငြိမ့်စီခြင်းဟာဘုရားသခင်ရဲ့နိုင်ငံတော်တကယ်ရောက်လာပြီဆိုတဲ့တည့်တေ ူရဲ့စာတန်ကိုအနံယူခြိနှောင်လိုက်ပြီဆိုတဲ့တက်တည်ပါပဲကျွန်တော်တို့ရဲ့အမှုတော်ဆောင်ခြင်းမှာတကိုးမပိုင်နိုင်ငံတော်ရောက်လာပြီဆိုတဲ့တက်တည်မခိုင်းလုံပါဘူးနောက်ဆုံးချက်အနေနဲ့သခင်ယေရှုကကျွန်တော်တို့ကိုဘာလို့ဖို့တာဝန်ပေးခဲ့တယ်လဲနိုင်ငံတော်နဲ့ရှင်သောအေးဝင်ဂလိတရားကိုလောကီနိုင်ငံအရေးရှိသမျှတို့၌ဟောပြောဖို့ပါတမန်တော်ဝတ္ထုထဲမှာဖိလိပ္ပုရှင်ပေါလုတို့ဟာဒီအတိုင်းပဲနိုင်ငံတော်အကြောင်းကိုဟောပြောပြီးအံ့ဖွယ်အမှုများနဲ့တက်တည်ပြခဲ့ကြတယ် ဒါကြောင့်နိုင်ငံတော်နဲ့ရှင်သောဧဝံဂေလိတရားဆိုတာကေတင်ချင်းဧဝံဂေလိတရားတသက်မဟုတ်ပါဘူးနိုင်ငံတော်နဲ့ရှင်သောဧဝံဂေလိတရားဆိုတာကေတင်ချင်းဧဝံဂေလိတရားနဲ့နောင်လာမဲ့ခိဤတကိုးများပေါင်းထည့်ထားခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တာဝန်ဟာသခင်ယေရှုရဲ့တည်ခြင်းစကားကိုစကားအပြောတတ်တဲ့မဟုတ်ပဲကိုရောရဲ့နီလန်းတွေကိုပါအသုံးပြုပြီးနိုင်ငံတော်ရဲ့တကိုးကိုတရုတ်ပြဖို့ဖြစ်ပါတယ် ဘုရားသခင်နိုင်ငံတော်ဆိုတာနေရာမဟုတ်ပဲဘုရားသခင်ရဲ့အုပ်စိုးခြင်းဖြစ်တယ်ဒီနိုင်ငံတော်ဟာရှိနေပြီးဖြစ်လို့ကျွန်တော်တို့မှာတကိုးရှိတယ်လို့အပြည့်ဝမရောက်သေးလို့စစ်ပွဲဆက်တိုက်နေရအောင်မှဖြစ်တယ်နိုင်ငံတော်ဟာစကားအပြောတတ်တတ်မဟုတ်ပဲစာတန်ရဲ့အုပ်စိုးမှုကိုဖြိုဖျက်တဲ့တကိုးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တာဝန်ကကယ်တင်ခြင်းအကြောင်းဟောယုံတတ်တတ်မဟုတ်ပဲနိုင်ငံတော်ရဲ့တကိုးကိုပါတယုတ်ပြဖို့ဟောပြောခြင်းနဲ့အံ့ဖွယ်အမှုများကိုပြုခြင်း တွဲရမှာဖြစ်ပါတယ်။ညီကိုမောင်တို့မတို့ကျွန်တော်တို့အသင်းတော်ဟာစကားအပြောတတ်တတ်နဲ့ကျင့်နေတဲ့အသင်းတော်ဖြစ်နေမလား။ဒါမှမဟုတ်ရှင်ပေါလုပြောခဲ့သလိုတကိုးဖြစ်တဲ့နိုင်ငံတော်ကိုတက်တည်ခံတဲ့အသင်းတော်ဖြစ်မလား။ကျွန်တော်တို့ဟာလူတွေကိုနိုင်ငံတော်ထဲဝင်လာပါလို့ဖိတ်ခေါ်နေယူပဲလား။ဒါမှမဟုတ်သခင်ယေရှုနဲ့တပည့်တော်တွေလိုပဲနိုင်ငံတော်ဟာတင်တို့အနီးတို့ ရောက်လာပြီဆိုတာကိုတကိုးတော်နဲ့တယုတ်ပြနေသူတွေလား။ ကျွန်တော်တို့နိုင်ငံတော်တည်ထောင်ပါစေတော်လို့ဆုတောင်းတဲ့အခါလူတွေကဲတင်ခြင်းရဖို့လူတွေအနာရောဂါငြိမ်းပြီးနတ်ဆိုးလက်ကလွတ်မြောက်ဖို့ပြီးတော့သခင်ယေရှုအမြန်ကြွလာဖို့ဆုတောင်းနေခြင်းဖြစ်တယ်ဆိုတာသတိရပြီးအဲ့ဒီနိုင်ငံတော်ရဲ့တန်တမာများဖြစ်တကိုးတော်နဲ့အသက်ရှင်ကြပါစို့ကျွန်ုပ်တို့အတူတကွဆုတောင်းကြပါစို့အဖဖျားသခင်ကိုတော်ဤနိုင်ငံတော်ကိုသခင်ယေရှုခရစ်တော်အဖြစ်ဤလောကထဲသို့စတင်ပို့ဆောင်ပေးခဲ့တဲ့အတွက်ယေရှုတင်ပါတယ် နိုင်ငံတော်ဟာစကားအပြောတတ်တတ်မဟုတ်ပဲတကိုးဖြစ်ကြောင်းနှုတ်ကပတ်တော်အဖြစ်ပေါ်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကိုရောအချိန်များစွာမှာကျွန်ုပ်တို့ဟာတကိုးမဲ့စွာအသက်ရှင်ပြီးစကားအပြောတတ်တတ်နဲ့အမှုဆောင်ဖို့ကြိုးစားခဲ့မိတာတွေကိုဝင်ချတောင်းပန်ပါတယ်။ယခုချိန်မှာပန်တီကုတ်တင်နေ့ကတောင်းလောင်းခဲ့တဲ့တန်ရှင်သောဝိညာဉ်တော်တကိုးနဲ့ကျွန်ုပ်တို့ကိုအသက်ပြန်လည်ပြည့်စေတော်မူပါ။ ကျွန်ုပ်တို့ရဲ့အသက်တာအသင်းတော်အမှုတော်ဆောင်ခြင်းတိုင်းဟာနိုင်ငံတော်နဲ့ရှင်တော်ဧဝံဂေလိတရားတမန်တရားကြီးညာခြင်းရောတကိုးတော်တယုတ်ပြခြင်းမှာတွဲဖက်ပါဝင်စေတော်မူပါကျွန်ုပ်တို့နိုင်ငံတော်တည်ထောင်ပါစေတော်လို့ဆုတောင်းတယ်လို့လူများစွာကယ်တင်ခြင်းရရှိလာပါစေနာမကျန်းသောသူများချမ်းသာရပါစေချီးနှောင်ခံရသောသူများလွတ်မြောက်ကြပါစေဤလောကကိုအုပ်ဆိုးနေတဲ့မှောင်မိုက်တကူးများရှုံ့နေပြီးကိုတော်ဤနိုင်ငံတော်တကူးတော် ထင်ရှားပါစီသခင်ယေရှု၏နာမတော်အဖြစ်ဆုတောင်းအပ်နံပါ၏အာမင်